်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေပထမဦးဆုံးဘုရားသခင်ယေရှုတော်ကိုချီးမွမ်းပါれငါအားကြီးသည်ဟုပြောဆိုပါဆိုတဲ့ကောင်းစဉ်နဲ့ယောလာအခန်းကြီး၃အငယ်၁၀ကိုဆင်ခြင်တော်ခြင်းပါတယ် တန်ထွန်သွားကိုဓာဖြစ်စေခြင်းက၎င်းဒဇင်များကိုလှန်ဖြစ်စေခြင်းက၎င်းထုလုပ်ကြလောအာနေသောသူကငါအာကြီးတည်ဟု ပြောဆိုစေနှုတ်ဘတ်တော်ကငါအာနေတယ်အဲ့ဒီအာနေတဲ့အတွက်မိတ်ဆွေတငယ်ချင်းတွေကိုခေါ်ပြီးတော့ငါအာနေတယ်ငါအာမနေအောင်လို့အကြံပေးကြပါအောင်လို့မဆိုထားပါဘူး သူတို့နဲ့အတူညီညူပါလို့လည်းမပြောထားဘူးအဲ့ဒီလိုမဆူပဲနဲ့အားနေတဲ့သူအနေနဲ့မိမိအားနေချောင်းကိုမဆူမဲ့အစားအဲ့ဒါနဲ့ဆန့်ကျင်ဘက်မဆူဖို့ပြောဆိုထားပါတယ်ဒါကြောင့်ကျွန်တော်ရဲ့အခြေအနေအချောင်းကို ပြောဆိုမဲ့အစားကျွန်တော်တို့ဖြစ်ချင်တဲ့အတိုင်းနှုတ်ကနေပြောဆိုဖို့ပဲဖြစ်တယ်ပြာဒကင်ရဲ့နှုတ်ကတော်ဂတိတော်အားဖြင့်ကျွန်တော်ဘာဖြစ်နိုင်တယ်ဘာရှိနိုင်တယ်ဘာတွေတွေ့ကြုံခံစားရနိုင်တယ်ဆိုတာကိုပဲပြောဆိုပါ ျွန်တော်မနဲ့မိုးတင်းလို့အိယာထလာတိုင်းမောပန်းနွမ်းနေပြီးတော့စိတ်သက်ကြနေတယ်လို့ခံစားရတဲ့အခါမှာညင်းညူနေမဲ့အစာငါဟာထောက်ရဖျား၌အာကြီးတယ်ဒီနေ့ဟာဘုရားခင်ဖန်ဆင်းတော်မူရာနေ့ဖြစ်တယ်ငါဒီနေ့မှာဝမ်းမြောက်ရှင်လန်းမယ်ဆိုတဲ့နှုတ်မက်စကားကိုမှတ်ဆိုရမှာဖြစ်တယ်တရား28ခုမြောက်သောဇန်နံအငယ်24မှာဤနေ့ရက်တည်ထောက်ရဖျားစီရင်တော်မူသော နေ့ရက်ဖြစ်၍ယနေ့ဝမ်းမြောက်ရှင်လန်းကြကုန်အံ့လို့ ဆုတ်ထားတဲ့အတိုင်းပဲမှတ်ဆိုရမှာဖြစ်တယ်။ကျွန်တော်တို့အဲ့လိုလှုပ်တဲ့အခါမှာကျွန်တော်ရဲ့ခံစားချက်တွေကိုသာမကပဲနဲ့ကျွန်တော်ရဲ့စိတ်သဘောထားကိုပါပြောင်းလဲလာစီမှာဖြစ်တယ်။ကျွန်တော်ကမောပန်းနွမ်းနဲ့ရှုံနေတဲ့စိတ်ဓာတ်နဲ့နေ့တစ်တနေ့တည်းကို ဝင်ရောက်သွားမှာမဟုတ်ပါဘူး။ကျွန်တော်ဟာအောင်းနိုင်လိုတဲ့စိတ်ဝမ်းမြောက်ပျော်မြူတဲ့စိတ်ကိုနေဟန်တာမှာယုံကြည်ခြင်းအပြည့်နဲ့နှစ်တစ်ကိုရှောက်လန်းသွားနိုင်မှာဖြစ်တယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကကျွန်တော်တို့နှုတ်မှာတည်လာတဲ့အခါမှာဒါကကျွန်တော်တို့ရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးပြီးတော့ကိုယ်ကိုယ်ကိုယ်နဲ့ကျွန်တော်တို့ရဲ့အခြေအနေတွေကို လုံးဝအတိအဆန်းနဲ့ရှုမြင်တတ်အောင်ကူညီပေးပါလိမ့်မယ်။သခင်ယေရှုခရစ်တော်ကဒီတောင်ကိုနေရာမှရွေ့လော့ပင်နယ်တဲသို့ချပစ်လော့လို့ပြောပြီးတော့တန်တရာမရှိဘဲနဲ့ပြောတဲ့စကားတွေဖြစ်လိမ့်မယ်လို့ယုံကြည်တဲ့သူ မိမိပြောသမျှဖြစ်လိမ့်မယ်လို့မာကုအခန်းကြီး7အငယ်23မှာမိန့်တော်မူခဲ့ပါတယ်။ကျွန်တော်တို့အနေနဲ့သခင်ယေရှုခရစ်တော်ပြောခဲ့တဲ့ပြောသမျှဖြစ်လိမ့်မယ်ဆိုတဲ့စကားစုကိုတတိပြုရမှာဖြစ်တယ်။တုတ်တန်အခန်းကြီး7အငယ်1မှာလူဟာမိမိနှုတ်ရဲ့အသီးဆိုတဲ့ကောင်းတဲ့အရာကိုစားရတယ်လို့ပြောထားပါတယ်။ဒါကြောင့်နေ့တိုင်းကိုယ့်ကိုယ်ကိုပြန်ကြည့်ပြီးတော့မင်္ဂလာနဲ့နဲ့ခင်ပါ ကောင်းကြီးခံစားရတဲ့သာသမီး ခွန်အားရှိတဲ့ဘုရားသခင်ရဲ့သာသမီလုံခြုံတဲ့သာသမီယုံကြည်မှုရှိတဲ့သာသမီဘုရားသခင်ရဲ့အထူးမျက်နှာသာရတဲ့သာသမီဆိုပြီးတော့ကိုကိုကိုမဆိုပါဂျာနာစင်ချင်ကဲ့သို့အားလုံးပေါ်မှာဘုရားသခင်ကအတိတ်တဖန်ကောင်းချီးပေးပါစေအာမင်ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်တော်အစီအစဉ်ဖြစ်တော်ကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန် นิตรดาบจิรูโซวอปาดิ